မာပြည်တပြည်လုံးရဲ့ချန်ပီယံဖြစ်အောင်လုပ်ဘူးလားကျွန်တော်ကမြန်မာပြည်တပြည်လုံးရဲ့ချန်ပီယံ7ကြိမ်ရရှိခဲ့ဘူးတဲ့ကဲမင်္ဂလာပါဗျာ ကဲကျွန်တော်ရဲ့တန်ငယ်ချင်းမိတ်ဆွေတို့ရေကျွန်တော်တို့မထွေတာလဲเนาะလာအနှင်းငယ်တောင်ကြာသွားပြီလို့ထင်ပါတယ်ဗျเนาะဟိုကျွန်တော်တို့ဒီငလျင်ဘေးကိစ္စတွေကျွန်တော်အလုပ်တွေရှုပ်ကြရတဲ့နောက်ပိုင်းမှာကျွန်တော်လည်းတော်တော်မအားတာဗျပြီးတော့လည်းဂျင်မာလည်းဒီလာရောက်ကစားတဲ့တန်တန်းသူတန်တန်းသားတွေကလည်းရမ်းများလာတဲ့အခါကျတော့ဒီအစီအစဉ်လေးတွေကခဏနားထားတာเนาะအဲ့နားထားတဲ့ကာလာအတွင်းမှာဟိုဘာလေးဖြစ်လာလဲဆိုတော့ အချိန်ကာလတော့ကျွန်တော်မှတ်မှတ်မိတော့ဘူးဗျအဲတော်တော်ကြာပါပြီကျွန်တော်ဟိုအရင်ကတင်ခဲ့ဘူးတဲ့ဒီ one byte ချွတ်တာလေ့ကျင့်ခန်းကိုနေတိုင်းလေ့ကျင့်ရင်ကောင်းတယ်ဆိုတော့အစီအစဉ်လေးနဲ့ပတ်သက်ပြီးတော့ညီငယ်လေးတယောက်ကအဲ့လိုပေါ့မှားတယ်မှားနေတယ်ဆိုတဲ့အကြောင်းကိုဝေဖန်ထားတယ်ဆိုပြီးတော့ကျွန်တော်ရဲ့တငယ်ချင်းမိတ်ဆွေအများစုက ကျွန်တော်ကိုပြန်ပြောကြတယ်ဗျအမှန်တိုင်းပြောရရင်ကျွန်တော်အဲ့ဒီဗီဒီယိုဖိုင်ကိုဒီကနေ့အချိန်ဒီတခါမှမကြည့်ရသေးတာအဲ့လောက်ထိအောင်ကျွန်တော်ကလည်းအဲ့ဒီကိစ္စကိုစိတ်ဝင်စားတာဗျเนาะအဲ့တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်ကျွန်တော်ပြောတဲ့စကားတွေဒီကျွန်တော်ဘဝအတွေ့အကြုံကိုအခြေခံပြီးတော့ပြောတယ်လို့ပဲကျွန်တော်ကအမြဲတမ်းအဲ့လိုပြောလိပြောတာရှိတယ်เนาะဒါကလည်းတကယ်အမှန်တရားပဲဘာကြောင့်လဲဆိုတော့ကျွန်တော်ပြောတဲ့စကားတွေကျွန်တော်ပြီးခဲ့တဲ့နီးစနစ်တွေကဘယ်ပညာရှင်ဘယ်ကပ္ပ အားကစားသမားချန်ပီယံနေရဲ့ဤပညာကိုမှီညမ်းပြီးတော့ပြောဆိုတာမဟုတ်ဘူးကိုဘဝအတွေ့အကြုံကိုကျွန်တော်ကအဓိကထားပြီးတော့ပဲပြောဆိုတာဖြစ်တယ်အဲဒါကြောင့်ကိုရွေးဖြစ်တဲ့အဖြစ်အတွက်နော်ဟိုမာတာလည်းရှိနိုင်တယ်မှန်တာလည်းရှိနိုင်တယ်ဒါကိုကိုပဲတည်ကိုပဲတက်ကိုပဲမှန်ဆိုတဲ့အထက်မှာကျွန်တော်မပါဘူးဗျနော်အဲ့တော့ကျွန်တော်ကအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ တိတ်ပြီးတော့မဖြေရှင်းဘူးပြီးတော့လည်းဘာကြောင့်လဲဆိုတော့ဒီဘိုက်ကြွက်သားကကျွန်တော်တို့ကိုယ်တိုင်နော်နှစ်တည်းအကြာကြီးနှစ်တည်းအကြာကြီးဆိုတော့ကျွန်တော်ထင်ပါတယ်ကျွန်တော်ဝေဖန်ထားတဲ့ညီငယ်လေးတောင်မှဒီလောကကြီးထဲမှာလူဖြစ်မှာမထင်သေးဘူးနော်အဲ့ဒီတုန်းကတည်းကကျွန်တော်တို့ကနော်1994 93အဲ့ဒီတုန်းကတည်းဒီအားကစားကိုကျွန်တော်တို့ကစူးစမ်းလေ့ကျင့်နေခဲ့တာနော်အဲ့တော့ အဲ့ဒီတော့ကလည်းကျွန်တော်စ조사လေ့ကျင့်ခဲ့ပြီးတော့ကျွန်တော်ကအဆင့်ဆင့်အဆင့်ဆင့်နော်မကွေးတိုင်းချန်ပီယံတိုင်းနယ်ပြည်နယ်ချန်ပီယံနော်ပြီးလို့ရှိရင်မြန်မာလေးပဲစင်နော်မောင်မြန်မာနိုင်ငံတကာရွှေတိစ်ဆိုတဲ့အစင်ကိုအဲ့ဒါလို့ဒီနေ့နဲ့ပဲစကူရရှိခဲ့ပြီးတော့ကျွန်တော်ရဲ့တပည့်အသားချင်းတွေအများကြီးလည်းနော်အောင်မြင်ဖြစ်ထွန်းခဲ့တယ် နော်နာမည်တွေတော့တမပြောလို့တော့ဘူးအခုမြမလေးဝေးစင်နေအာရှချန်ပီယံနေအရှိတောင်အာရှချန်ပီယံနေကမ္ဘာချန်ပီယံနေအဲဒါလို့ကျွန်တော်ကလက်တွေ့ကြကြမွေးထုတ်ပေးခဲ့တာလေနဲ့မွေးထုတ်ပေးခဲ့တာမဟုတ်ဘူးပညာနဲ့နီးစနစ်နဲ့တိတိကျကျသင်ပြပြီးတော့မွေးထုတ်ပေးခဲ့တာเนาะကျွန်တော်ကလေလိုင်းပေါ်မှာတော့လေတနက်ပြက်တာအဝါသနာမပါဘူးเนาะကျွန်တော်ကအဲ့လိုမွေးထုတ်ပေးခဲ့တာအဲ့လိုပဲဒါကဟိုခုနကကျွန်တော်ပြောတယ် မြမလီဘေးစင်နေနိုင်ငံတကာရွှေတစိတ်ဆုရှင်တွေမွေးထုတ်ပေးတဲ့အပြင်เนาะဒီကျွန်တော်အားကစားယုံဒီမှာကျွန်တော်ကိုတပည့်တွေမွေးခဲ့တာကျွန်တော်ထင်တယ်1998လောက်ကတည်းကျွန်တော်တပည့်တွေစမွေးနေပြီเนาะတပည့်တွေကျွန်တော်မွေးခဲ့တဲ့တပည့်တွေကလည်းเนาะမြမလီဘေးစင်နေအငယ်တန်းချန်ပီယံဆုရှင်တွေเนาะနိုင်ငံတကာဖြစ်အဲ့လိုတွေဖြစ်ခဲ့တာအဲ့တော့ဒီ1998လောက်ကတည်းမွေးခဲ့တော့တပည့်တွေအခုဘယ်နှခုနေရှိသွားပြီလဲ နှစ်တွေမနေတော့ဘူး။အဲ့အဲ့ဒီတုန်းကတည်းကကျွန်တော်ဒီပညာရက်တွေနဲ့လေ့ကျင့်သင်ကြားပေးခဲ့တာတစ်ယောက်မဟုတ်ဘူး၁၀ယောက်မဟုတ်ဘူးအယောက်တရာမဟုတ်အယောက်တစ်ထောင်မဟုတ်အယောက်တစ်သိန်းမဟုတ်ဘူးဒီတည်းပုံများတော့လူပေါင်းများစွာကိုနှစ်ပေါင်းများစွာပြုစုပြောင်းတောင်လေ့ကျင့်ပေးခဲ့ရင်လည်းရရှိလာတဲ့နည်းစနစ်တွေကိုကျွန်တော်ကအခုလို line မော်တင်တာနော်နိုင်ငံတကာ TOD တွေကျွန်တော်စိတ်မဝင်စားဘူးဘာလို့လဲကျွန်တော်ကကျွန်တော်ကိုယ်တွေနဲ့ပဲကျွန်တော်သွားတယ်နော်အဲ့လို ဖြတ်တန်းခဲ့အဲအဲကြောင့်ကျွန်တော်ကကိုမှန်တယ်လို့လဲဆုံးဖြတ်ထားတာမဟုတ်သလိုကိုမှားတယ်လို့လဲမယူဆဘူးအဲဒါကြောင့်ကျွန်တော်ကဒီအပိုင်းကိုပြန်ပြီးတော့ရှင်းမထုတ်ဖဲနဲ့မရှင်းပြပဲနဲ့ဒီတိုင်းပဲနေလေကတိုင်းနဲ့ကြားလေးကြားလေးကျွန်တော်ဘက်ကရက်တည်နေတဲ့တငယ်ချင်းတွေမိတ်ဆွေတွေသားတပည့်တွေပြီးတော့ကျွန်တော်ကိုခင်မင်ကြတော်သူတွေကနီးမျိုးစုံနဲ့ကိုသူတို့ဟာလေတကယ်ကိုဟိုဘယ်လိုခေါ်အားတက်တယော ပြန်ပြီးတော့တုံ့ပြန်ပြောဆိုနေကြတာတကယ်ကျွန်တော်ကအားနာတယ်ဗျအားနာတယ်ဆိုတာကကိုကအပြောခံနေရတဲ့သူကဒီတိုင်းမဲ့ငြိမ်နေပြီးတော့ကိုအားပေးနေတဲ့သူတွေကိုရဲ့တငယ်ချင်းမိတ်ဆွေတွေကဒီလိုပြောရဆိုတော့ဩငါတော့ဒုက္ခပဲဘာလို့ရောက်ပါเนาะအဲ့လိုပေါ့ဒီညီငယ်လေးရဲ့ကျွန်တော်တိုက်ခိုက်တဲ့ညီငယ်လေးရဲ့နာမည်လဲကျွန်တော်မသိဘူးဒီဗီဒီယိုဖိုင်လေးတကယ်မကြည့်ထားကျွန်တော်ဘာပြန်ပြောရမှန်းတော့မသိဘူးမကြည့်ဘူးဆိုတာလည်းဒီလိုပါ ဟိုကျွန်တော်တို့ပုံမြင်လေးတစ်ပုတ်လို့ပေါ့เนาะအဲ့ပုံမြင်လေးကဘာလဲဆိုတော့ဒါကျွန်တော်ရဲ့တငယ်ချင်းမိတ်ဆွေလေးလေးလာမှတ်သားရအောင်ကျွန်တော်ပြောပြမယ်เนาะသူကဘာလဲဆိုတော့ဒီဘုန်းကြီးเจ้าတစ်เจ้ามาတဲ့เจ้าသားနှစ်ယောက်ကရံဖြစ်နေကြတယ်ရံဖြစ်နေကြတော့ဒီစာချကိုတော့เนาะစာချကိုတော့ကเจ้าသားနှစ်ယောက်ရံဖြစ်တာကိုလှမ်းခေါ်ပြီးတော့မင်းတို့ဘာလို့ရံဖြစ်နေကြတာလဲ ဘုံကြီးကြောင်းကြီးမှာစူးစူးညံ့ညံ့နဲ့ဘာလို့အချင်းချင်းရန်ဖြစ်နေကြရလဲဆိုပြီးတော့ဖြေရှင်းပေးဖို့လုပ်တဲ့ခါကျတော့ចောင်းသားနှစ်ယောက်ရဲ့ပြဿနာကဘာလဲဆိုတော့အရှင်ဖရားတဲ့သူကတဲ့တက်နဲ့တက်ပေါင်းတုံးလို့ပြောတယ်တဲ့နော်အမှန်ကတက်နဲ့တက်ပေါင်းနှစ်ရတဲ့ဟာကို तू ကတုံးလို့ပြောတာကို तू ကသူမှန်တယ်ဆိုပြီးပြောနေလို့ကျွန်တော်တို့နှစ်ယောက်ရန်ဖြစ်နေကြတာတဲ့အဲ့ဒါနဲ့တခြားចောင်းသားဟုတ်တယ်လေတက်နဲ့ တက်ပေါင်း3လီတဲ့အာမဟုတ်ဘူးတဲ့မင်းဒီငါတို့စာချကိုတော့မေးကြည့်တက်နဲ့တက်ပေါင်းနှစ်နော်အဲ့ဒါနဲ့ပဲစာချကိုတော့ကကဲဟုတ်ပါပြီတဲ့တက်နဲ့တက်ပေါင်းနှစ်လို့ပြောတဲ့အကြောင်းသားရှေ့ထွက်ခဲ့တဲ့ပြီးရပြီရောကျိန်တုံးနဲ့ရိုက်ပါလေရောရိုက်တော့အရိုက်ခံတဲ့အကြောင်းသားလေးကအရှင်ဖရားတဲ့အရှင်ဖရားပဲတင်ပေးထားတယ်လေတက်နဲ့တက်ပေါင်းနှစ်အဲ့ဒါမှန်မှန်ဘူးလားတဲ့ ဲ့တော့စာချကိုတော့ကဗာပြောလဲဆိုတော့မမှန်လို့မဟုတ်ဘူးတဲ့ဒါပေမဲ့တဲ့မင်းကတက်နဲ့တက်ပေါင်းနှစ်လိုတော့မှမသိတဲ့ကောင်းနဲ့ပြိုင်ပြီးတော့ညင်းနေလို့မင်းကိုရိုက်တာတဲ့အဲ့ဒီပုံပြင်လေးလိုပါပဲเนาะကျွန်တော်ကလည်းတက်နဲ့တက်ပေါင်းနှစ်တောင်မှမသိတဲ့သူကိုကျွန်တော်ဘယ်လိုလုပ်ပြီးတော့ကျွန်တော်ပြိုင်ညင်းမလဲเนาะအဲ့တော့တော်တော်များများပြောနေကြတယ်လို့ပေါ့ကိုကိုကိုရောချန်ပီယံ ဖြစ်အောင်လုပ်ဖို့သလားချန်ပီယံဆိုတာအတိုင်းနဲ့ပြည်နဲ့ရက်ွက်ရဲ့အဆက်မျိုးနဲ့အဆက်ကိုပြောတာမဟုတ်နော်မြန်မာပြည်တပြည်လုံးရဲ့ချန်ပီယံဖြစ်အောင်လုပ်ဖို့လားကျွန်တော်ကမြန်မာပြည်တပြည်လုံးရဲ့ချန်ပီယံဆက်တကြိမ်ရရှိခဲ့ဘူးတဲ့နိုင်ငံတကာချွေငွေကြေးစုထစ်စီတွေရအောင်လုပ်ခဲ့တယ်လူပေါင်းရာပေါင်းထောင်ပေါင်းတိန်ပေါင်းများစွာကိုကျွန်တော်ပြုပြင်ပြောင်းလဲပြီးတော့မှဒီနေ့စနစ်ကိုကျွန်တော်ကထက်ဆင့် ပညာဒါနအနေနဲ့ကျွန်တော်ကဖြန့်ဝေတာဖြစ်တယ်အဲ့တော့မှားတယ်မှန်တယ်ဆိုတာထက်ကျွန်တော်လုတ်ခဲ့တဲ့လမ်းကြောင်းကတော့အကောင်းဘက်ကိုပဲဦးတည်လာခဲ့တာ ဖြစ်တဲ့အတွက်ဒီကိစ္စကိုကျွန်တော်ရှင်းပြမလို့တော့ဘူးเนาะဒါရင်နဲ့ကျွန်တော်ဘက်ကတည်းရက်တီပေးကြတယ်เนาะဒီတငယ်ချင်းတွေမိတ်ဆွေတွေညီငယ်ညီမငယ်တွေတားတပည့်တွေကိုအားနာတယ်เนาะအဲ့တော့အားနာတယ်ဆိုတော့ကျွန်တော် ဒီနေရာပဲတောင်းပန်ခြင်းနဲ့ကျွန်တော်ရဲ့ခုနပြောတဲ့တငယ်ချင်းတွေမိတ်ဆွေတွေဒါပဲเนาะဒီကိစ္စတွေမှာကျွန်တော်တို့ကိုထမင်းကိုစားကိုလို့ကိုစူးစမ်းပြီးတော့ကိုပတ်ဝန်းကျင်ကိုအကောင်းဆုံးကျွန်တော်တိဆောက်ကြပါလို့ပဲကျွန်တော်ကအဲ့လိုလေးပဲအကြံပြုလိုတယ်ဗျเนาะကျွန်တော်ကကိုဘက်ကရက်တည်နေတိုင်းเนาะအားရလိုက်တာဆိုရယ်လူမျိုးမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ခုနကပြောသလိုပေါ့เนาะ ဖြည့်ရှင်းစရာမလိုသောကိစ္စရက်တစ်ခုကိုကျွန်တော်တို့ကဝင်ရောက်ဖြည့်ရှင်းနေလို့ရှိရင်ကျွန်တော်ရဲ့တငယ်ချင်းမိတ်ဆွေတွေအလောက်ကင်နေပြစ်လိမ့်မယ်။နော်မိသားစုအရေးစီးပွားရေးနော်ကိုတနေ့တာနော်ရှာဖွေရမယ်ပညာဘဟုတုတတွေနော်စက္ကန့်ပိုင်းလေးဆိုရင်တော့မှကျွန်တော်ကအားနာလှပြီနော်အဲ့ဒါကြောင့်နော်ကျွန်တော်တို့စူးစမ်းကြပါနော်ကျွန်တော်တို့တွေကဘဝတစ်ခုမှာဘိုက်ကြွက်သားထွက်အောင်ဘယ်လိုလုပ်ရတယ်กว่าလို့ ပြောနေတာထက်ဒီလိုလှုပ်လိုက်ရင်ဗိုက်ကျော်သားထွက်ပါတယ်အာမခံပါတယ်ဆိုတဲ့လူတယောက်ဖြစ်အောင်ကျွန်တော်တို့စူးစမ်းပြရမှာအဲ့ဒါလိုပဲเนาะခန္ဓာကိုယ်အချိုးစားစမ်းမာတောင့်တင်းအောင်เนาะစမ်းခိုင်အောင်เนาะဘယ်လိုစူးစမ်းကစားရတယ်ဆိုတာเนาะကိုဘလောက်တက်တယ်ဘလောက်သိတယ်ဘလောက်နားလည်ထားတယ်ပညာရဲ့တစ်ခုကိုပါဇက်ကတည်းပြောနေမယ်အစားเนาะကိုကိုကို เนาะကျွန်တော်ပြောတာကเนาะချန်ပီယံဖြစ်အောင်ကြိုးစားပြเนาะအဲ့ဒါဆိုရင်ဒါတွေကအရေးမကြီးတော့ဘူးเนาะအဲ့ဒါဗဇက်ကပြောနေတာတဲ့လက်တွေလှုပ်ဆောင်ခြင်းကပူ၍ထိရောက်တယ်အကျိုးရှိတယ်လို့ပဲကျွန်တော်မြင်တယ်အဲ့ဒါဘာကြောင့်လဲဆိုတော့မိမိကိုယ်တိုင်အတွက်လဲเนาะအကျိုးပြုသလိုမိမိကိုချစ်ခင်မြန်လို့တန်ဖိုးထားတဲ့သူတွေကိုလည်းစိတ်ချမ်းသာစေတယ် အဲ့ဒါကိုဘုရားကိုတိုးတက်အောင်မြောက်လုတ်တယ်နီးပဲเนาะအဲ့လိုကျွန်တော်ကလှုပ်ဆောင်စေချင်ပါတယ်ကျွန်တော်ရတင်ငယ်ချင်းမိတ်ဆွေတွေเนาะเนาะကျွန်တော်ကိုဝေဖန်တိုက်ခိုက်သည်ဖြစ်စေเนาะဟိုမှားတာကိုထောက်ပြသည်ဖြစ်စေကျေးဇူးတင်တယ်เนาะဘာကြောင့်မဲဖြစ်ဖြစ်เนาะတကယ်တမ်းပြောရရင်တော့ကျွန်တော်ကအဲ့လောက်ထီအောင်ဝေဖန်နေပဲပြောပြောတိုက်ခိုက်တယ်ပဲပြောပြောเนาะကျွန်တော်ကိုအရေးတယူလိုင်းပေါ်မှာတင်ပြီးတော့နာမည်တက်ပြောဆိုရလာအောင်ကျွန်တော်ကနာမည်ကြီးတိရုပ်ဆောင်မင်းသားလည်းမဟုတ်ဘူးเนาะ ဘာမှမဟုတ်ဘူးကျွန်တော်ကအခုနော်တာမန်အားကစားသမားတယောက်ဖြစ်တယ်အဲ့တော့တာမန်အားကစားသမားတယောက်ကိုခုလိုနော်လူသိပို့ပြီးတော့ထင်ရှားအောင်လုပ်တာလဲကျွန်တော်ကယေရှုတရားမှာနော်အဲ့လိုဖြစ်တယ်နော်အဲ့တော့နောက်ဆုံးအနေနဲ့နော်ကျွန်တော်ရဲ့အခုနော်ကျွန်တော်ဘက်ကယက်တိပေးကကြားရတယ်တငယ်ချင်းမိတ်ဆွေတွေကိုနော်ဗုဒ္ဓမြတ်စွာဘုရားတရားတွေကအဆုံးအမလေးတစ်ခုနော်ဒါကျွန်တော် နောက်ဆုံးအနေနဲ့ပြောပြခြင်းတယ်အဲ့ဒါဘာလဲဆိုတော့မြတ်စွာဘုရားရှိစဉ်ကာလကတဲ့နော်ဒီမြတ်စွာဘုရားနဲ့အကြောင်းတော်နဲ့မနီးမဝေးမှာကိုရင်ကြီးတပါးကသတင်းသုံးနေထိုင်တယ်အဲ့ဒီအချိန်မှာနော်အဲ့ဒီကိုရင်ကြီးသတင်းသုံးနေထိုင်တဲ့အကြောင်းကိုဗိမိတာရမင်းကြီးရဲ့သားတော်ဇေယ တော်နာဆိုတဲ့မင်းသားကเนาะအေအိုအရစ်ခွတ်တွေကိုင်းเนาะအချွေအယံအမျိုးသမီးတွေခေါ်သွားပြီးတော့ပြောရင်ဖြစ်စကားနဲ့ပြောရမယ်ဆိုတော့သွားရစ်တယ်ပေါ့ဗျာเนาะသွားရစ်တယ်ပေါ့เนาะကိုရင်ကြီးเนาะမြတ်စွာဘုရားဟောထားတဲ့တရားကเนาะကိုစိတ်ကို နှစ်ပြီးတော့တရားကျင့်ကြံအားထုတ်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ကိုတော့ရောက်နိုင်တော့ သူဖြစ်တယ်ဆိုတာဟုတ်သလားပေါ့ကိုရင်ညူပြောတာကိုရင်ကြီးကလည်းဟုတ်တယ်မြတ်စွာဘုရားကိုယ်တိုင်ဒီလိုဟောကြားထားတာဖြစ်တဲ့အတွက်အဲဒါလိုကြင်ကြံစူးစမ်းအားထုတ်သွားမယ်ဆိုလို့ရှိရင်နိဗ္ဗာန်ခရီးနဲ့ပို့ပြီးတော့နီးဆက်တယ်ပို့ပြီးတော့ရောက်နိုင်တယ်ပေါ့နော်အဲ့လိုပြောတာအဲ့တော့ဒီဇေယသောနာမင်းသားကတခွန်းနဲ့ပဲပြောတယ်တဲ့အဲ့ဒါဘာလဲဆိုတော့မဖြစ်နိုင်တာတဲ့အဲ့လိုပြောပြီးပြန်သွားတယ်တဲ့နော်သူရဲ့နော်သူကလည်း ဒီအရက်ဒေတာတောက်ထားတဲ့အချိန်တော့ပျော်ပါနေချင်အဲ့လိုပြောပြီးတော့ပြန်သွားအဲ့ဒါကိုကိုရင်ကြီးကဒီအချင်းရာကိုသဘောမကျတဲ့အခါကျတော့မြတ်စွာဘုရားကြောင်းတော်ကိုသွားလျှောက်တယ်နော်အရှင်ဘုရားဇေယသောနာမင်းသားကတော့အရှင်ဘုရားဟောကြားတဲ့တရားအတိုင်းပဲတပည့်တော်ကပြန်ပြီးတော့ဟောကြားတဲ့အခါမဖြစ်နိုင်တာလို့ပဲပြောသွားပါတယ်အရှင်ဘုရားတဲ့အဲ့ဒါအရှင်ဘုရားဒီကိစ္စလေးကို သူ့ကို တရားဟောကြားပေးပါဆိုတောင်းဆိုတဲ့အခါကျတော့မြတ်စွာဘုရားကကိုရင်ကြီးကိုဘယ်လိုပြောလဲဆိုတော့ဒီမှာကိုရင်ကြီးတဲ့နော်တစ်ပေါင်းများစွာနော်မှန်ကန်သောနီးပညာနဲ့စ조사ကျင့်ကြံလေးကျင့်ဖေးတာသောစင်လိမ်မာမြင်းလိမ်မာတွေရဲ့ အတက်ပညာမျိုးကိုတဲ့နော်မနစ်တနေ့ရမှဆင်ရိုင်းမြင်းရိုင်းတွေကိုတောတဲ့ရခေါ်ပြီးတော့လောက်ခိုင်းလို့မရဘူးတဲ့မြတ်စွာဘုရားအဲဒါလိုဥပမာပေးတယ်နော်အဲ့တော့ငါဘုရားရဲ့တရားတော်ကိုလေတဲ့နော်ကိုရင်ကြီးတို့လိုနှစ်ပေါင်းများစွာစူးစမ်းကြင်ကြံတရားအထုတ်နေသူကနားလဲပေမဲ့ဈေးရတော်နာမင်းသားလို မိမ့်မကျူးလွန် အရက်သေးစာတောက်စားပြီးတော့ဘဝမှာရှင်သန်နေထိုင်တဲ့သူမျိုးကငါဖះရရဲ့တရားတော်ကိုနားလည်မှာမဟုတ်ဘူးတဲ့သူကအဲ့လိုပြောလိုက်တယ်နော်အဲဒါလိုဟောကြားလိုက်တယ်ပေါ့အဲ့တော့ဆိုလိုရင်းကဒါပါပဲနော်အခုကျွန်တော်ပြောတဲ့စကားတွေကျွန်တော်တင်ပေးတဲ့ဟာတွေကနော်တကယ်แท้แท้ဝင်ဝင် ကိုကိုကိုနော် စ조사နေတဲ့ခန္ဓာကိုယ်ကျမ်းမာကျန်းခိုင်အောင်အမှန်တကယ်တိဆောက်နေတဲ့တကယ့်ကိုအသိပညာအတတ်ပညာရှင်ညီငယ်တွေညီမငယ်တွေမြမလေးဝေးစင်တွေနိုင်ငံတကာရွှေတစိတ်ဆုရှင်တွေမောင်မြမာတွေတိုင်းနယ်ပြည်နယ်ချန်ပီယံတွေနော်မြို့နယ်အဆင့်ချန်ပီယံတွေတယောက်ကမှမားတယ်လို့ပြောမှာမဟုတ်ဘူးနော်အဲ့လောက်ဆိုရင်ကျွန်တော်ရဲ့တငယ်ချင်းမိတ်ဆွေတွေနားလည်နိုင်မယ်လို့ထင်တယ်ဗျာနော်အဲ့တော့ကျွန်တော်တို့စ조사ကြရအောင်ပါကျွန်တော်လည်း စ조사ရပါအောင်မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဘဝတွေမှာပညာရဆိုတာဘယ်တော့ခါမှလေးလာစီးပူးရှာပွေလို့ပြီးဆုံးသွားတယ်ဆိုတာမရှိပါဘူး။ပြီးဆုံးသွားတယ်ဆိုတာလည်းပညာစစ်ပညာမှန်မဟုတ်ပါဘူး။ကျွန်တော်တို့လိုဘာမှမဟုတ်တော့တာမန်အကစားသမားအစ်စ်မပြောနဲ့။တကယ့်ကိုနိုင်ငံတကာတကယ့်ကိုကမ္ဘာအစ်စ်ချန်ပီယံကြီးတွေတောင်မှသူတို့တွေဟာလိုအပ်ချက်တွေအများကြီးနဲ့ဘဝမှာ ရှင်သန်နေထိုင်ကြရတာဖြစ်တဲ့အတွက်ပညာရတခုဆိုတာကဘာတီသေးဘယ်တော့မှမဆုံးပါဘူးကျွန်တော်တို့လည်းစူးစမ်းရှာဖွေပါအောင်မယ်ကျွန်တော်ရဲ့တငယ်ချင်းမိတ်ဆွေတွေလည်းเนาะဘာမှမဟုတ်တော့အကြောင်းအချင်းရာကိစ္စများနဲ့အချိန်ကုန်မခံပါနဲ့เนาะလူမုံမခံပါနဲ့เนาะအကုန်လုံးကျွန်တော်တို့ဒီဂျင်လောကပဲပြောပြောအာကစားလောကသားပဲပြောပြောချစ်ချစ်ခင်ခင်မနေနိုင်ဘူးဆိုရင်တော့မှတယောက်နဲ့တယောက်เนาะခိုက်ရန်ဒေါသအပြစ်ပြောဆိုခြင်းမှာ ကင်းဝေးပါစေလို့ကျွန်တော်ကဆန္ဒပြုရင်နှုတ်ဆက်ပါတယ်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်